အမေရိကထုတ်သက်ရမယ့်ပွဲပြတ်သွားပြီဖြစ်တဲ့ဆိုလင်ဦး ပြည်ထက်ကြီးတို့ဤတမနီဆူဂျီနဲ့အလီယန်ဟာရီဆန်တို့တွဲဆိုင်ပါဝင်တဲ့1 173ပြိုင်ပွဲကြီးကတော့ပြတ်သွားခဲ့ပြီလို့သိရပါတယ်။ပြည်ထက်တွေကတော့အလီယန်ဟာရီဆန်နဲ့ဆူဂျီတို့ပွဲကိုအားပေးဖို့အားခဲထားကြတာကြောင့်ဘာကြောင့်ပွဲပြတ်သွားလဲဆိုတာကိုလည်းသိကျင်နေကြတာဖြစ်ပါတယ်။ဝမ်ချန်ပီယံရှစ်ကတော့နိုင်ငံတကာပြည်ထက်တွေကိုဖန်ဆားနိုင်မဲ့တွဲဆိုင်များစွာကိုဖန်တီးချပြရင်းနဲ့ပြည်ထက်အားပေးမှုကိုရယူနေတာဖြစ်ပါတယ်။ရှုံးပွဲဆက်နေတဲ့မြန်မာဖိုင်တာတွေအတွက်လည်းပြည်ထက်တွေစိတ်မပြတ်ရအောင်ဝမ်ကမြန်မာဖိုင်တာရဲ့တွဲဆိုင်တွေကိုခက်စိတ်စိတ်ချပြတာလေပြည်ထက်တို့အားလုံး င်းလည်းအသိပါပဲနော်အခုလည်းအမေရိကန်မှာကျမမဲ့ပွဲမှာဆိုရင်မြန်မာပြည်သက်တွေအားပေးမှုရရှိအောင်လို့စိုးကြီးရဲ့တွဲဆိုင်ကိုချပြခဲ့တာဖြစ်ပါတယ် USA ဒီဘာမျိုးမှာကျမမဲ့1173ပြိုင်ပွဲကြီးမှာဆိုရင်တော့ဆိုလုံးတွဲဆိုင်ပတ်ဝန်းလာတာဖြစ်လို့မြန်မာပြည်သက်တွေကသဘောကျခဲ့ကြသလိုဖိုင်တာဆိုလုံးကိုယ်တိုင်ကလည်းပြည်ပအမေရိကန်ခီးစဉ်တွေအိမ်မက်တွေမဲ့ခဲ့ရသူဖြစ်ပါတယ်ဒါဟာမြန်မာဖိုင်တာတွေအတွက်အမေရိကကိုတွားရောက်ပြီးတော့ထိုးသက်တဲ့ပထမဆုံးဖိုင်တာတူအဖြစ်လဲစံချိန်တင်သွားခဲ့တာဖြစ်ပါတယ်ဒါကြောင့်လည်းဒီပွဲကမြန်မာပြည်သက်တွေတော်တော်များများစိတ်ဝင်စား ားရှိကြတဲ့ပွဲလို့ဆိုရပါမယ်။ Leon Harrison ကကျဝိုင်းကနေပြီးတော့အနားယူမယ်လို့ဆုံးဖြတ်ပြီးမှပြန်လာတဲ့သူဖြစ်တယ်လို့ UK မှာဆိုရင်လည်းမွေထိုင်းပညာကိုလက်ဆင့်ကမ်းနေတဲ့ fighter ကောင်းတစ်ယောက်ဖြစ်ပါတယ်။သူက1မှာ6ပွဲချိုး2ပွဲနိုင်ထားသူပါ။စူဂျီရှုံးနေခဲ့တဲ့ section ကို Harrison ကလည်းအရှုံးပေးခဲ့ရသူဖြစ်ပါတယ်။ Leon Harrison ကနောက်ဆုံးထိုးတက်ခဲ့တဲ့2ပွဲစလုံးဇက်တိုက်ရှုံးခဲ့တဲ့ fighter ဖြစ်ပါတယ်။သူကမြန်မာလုံးဝေးကိုအထင်သေးခဲ့သူဖြစ်လို့လည်းမြန်မာပြည်သက်တွေကတော့သူ့ကိုသဘောမကျကြပါဘူး။စူလုံးနဲ့တွေ့မှာမို့မြန်မာပြည်သက်တွေကတော့မြန်မာလုံးဝေးအကြောင်း Leon Harrison င်ကိုကောင်းကောင်းသိသွားအောင်ပြသဖို့အတွက်စူးကြီးကိုအားပေးနေကြတဲ့အထိဖြစ်ခဲ့ပါတယ်။အခုပွဲပြတ်သွားတယ်ဆိုတော့ဘာဖြစ်လို့လဲဆိုပြီးတော့လည်းပြည်သက်တီကသိကျင်နေကြပါရဲ့ရှင်။ပြည်သက်တွေထင်ထားတာကတမ်မီဆိုလင်းဘက်ကပြတ်တာကြောင်းလို့ထင်နေကြပေမယ့်အဲ့ဒီလိုတော့မဟုတ်ပါဘူးနော်။အမေရိကခီးစင်ကိုဖိုက်တာကိုရအိမ်မက်ခဲရတာမို့ဒီပွဲကိုသူကလည်းလုံးဝကိုအားခဲထားမှာကတော့ကျင်းတည်နေပါတယ်။ ဒီပြန်ပွဲပြစ်သွားခဲ့ရတဲ့အဓိကအကြောင်းရင်းကတော့ဒီပြန်ပွဲမှာခေါင်းပွဲအနေနဲ့ထိုးသံမဲ့ Stanford Test ကဒူးတံရမတက်တာသေးတာကြောင့်ပွဲကနေနှုတ်ထွက်လိုက်တာကြောင့်လို့သိရပါဗျ။ One Championship Test 173ပြန်ပွဲကိုတော့မူလက August လမှာကျင်းပမှာဖြစ်ပြီးမြေအခုတော့2026ခုနှစ်ဇွန်လ26ရက်နေ့ကိုရွှေ့ဆိုင်းလိုက်ပြီးဖြစ်ပါတယ်။ One မှာရှုံးပွဲဆင်နေကြတဲ့ Muay Thai Fighter ကြီးနဲ့ Lowweight Fighter ကြီးတို့အနိုင်ပြန်လဲရယူနိုင်မှုစူးစမ်းပြင်ဆင်မှာကတော့တေချာနေသလောက်ဖြစ်ပြီးမြေအပြောင်းလဲများစွာဖြစ်ခဲ့ရတာကြောင့် Fighter ကြီးနှစ်ဦးရဲ့ပွဲကပြတ်ပြတ်သွားခဲ့ပြီးဖြစ်ပါတယ်။ ။စူကြီးကတော့ဒီတိုင်းဆိုရင်ပွဲဝေးနေမှာမို့ဂျာထဲမှာပွဲထက်ရစီကြမှာ၄။ဒီအပေါ်မှာအခုကြည့်နေကြတဲ့ပြည်သက်ကြီးတို့ရောဘယ်လိုမျိုးများမှတ်ချက်ပြီးကြင်ကြပါလဲရှင်။